အားလုံးမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေ။အခုပြပြခြင်းတဲ့အကြောင်းအရာကတော့ကျမတို့တွေပေါ့နော်။အခုနောက်ပိုင်းမှာဖုန်းနဲ့လူနေဟာတသားတည်းကြီးဖြစ်လာကြရပေါ့နော်။ငငယ်တုန်းကလူမျိုးဖုန်းမရှိရဲ့ဘဝကိုပြန်မရောက်ဘူးပေါ့နော်။ဆိုတော့ဖုန်းနဲ့လူနေတသားတည်းဖြစ်တဲ့အခါမှာဖုန်းကိုအမနက်မိုးလင်းရနေပြီးတော့ညမိုးချုပ်တဲ့အထိတုံးတဲ့သူတွေနောက်ပြီးသွားလို့ရှိရင်အလုတ်လုတ်ကြရပေါ့နော်။ screen time များတဲ့သူတွေပေါ့နော်။ laptop ကြည့်ရတာများတဲ့သူတွေဖုန်းကြည့်ရတာများတဲ့သူတွေအတွက်မျက်လုံးအကျန်းမာရေးကိုတတိထားဖို့အတွက် ညလုံးလေးကိုတည်တည်ချချာဂယုဆိုင်ဖို့အတွက်ဒီဗီဒီယိုလေးကိုလောင်းညှဝေခြင်းပဲဖြစ်ပါတယ်။ဆိုတော့ပထမဆုံးပြောရမယ်ဆိုလို့ရှိရင်ဖုန်းနဲ့ကွန်ပျူတာကနေပြီးတော့ထွက်တဲ့အလင်းရောင်တွေကအချိန်ကြာမြင့်စွာကြည့်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ညလုံးကိုထိခိုက်စေပါတယ်။ညလုံးဆိုတာကတော့ကိုယ်တသက်လုံးမှာဒီပေါ့နော်အသုံးပြုသွားမဲခန္ဓာကိုယ်ရဲ့အရေးကြီးရဲ့အစိတ်ပိုင်းတစ်ခုပေါ့နော်ဆိုတော့ဒီမျက်လုံးလေးကိုထိခိုက်မှုနည်းအောင်ပြောပြမယ့်နီလန်းလေးရတော့အာ အများကြီးပေါ့နော်အဲ့ဒီထဲမှာမနီလန်တချို့ကိုအကြံပြုချင်ပါတယ်ဆိုတော့မျက်လုံးကိုမကြခဏအနာပေးပေါ့နော်ကိုကဒီစကရင်တိုင်းညားတယ်အများရဖုန်းနဲ့လက်ပ်တော့ကိုကြည့်နေရတယ်ဆိုရင်တော့မှမိနစ်20နာရီခွတ်တစ်ခါလောက်ကိုအဲတတိယတဲ့အချိန်တိုင်းပေါ့နော်ဖုန်းဒါမှမဟုတ်ကွန်ပျူတာသုံးတာကိုခဏလေးရက်ရက်ပြီးတော့အဝေးတနေရာကိုငေးကြည့်ပေးပေါ့နော်အဲအဲ့ဒီအဝေးတနေရာမှာတစ်ပင်တို့အာနည်းနည်းအစိမ်းရအောင်ပေါ့နော် တပင်လိုပါလို့ရှိတယ်ဆိုလို့ရှိရင်ပိုကောင်းတယ်အဲ့လိုမျိုးကြည်ပေးခြင်းအပြင်မျက်လုံးကြွက်သားတွေကို အနာပေးလို့ရပါတယ်ပေါ့နော်အဲ နားရတာလေခဏလေးပါပဲအနာရီကွက်တစ်ခါလောက်နားပြီးွားလို့ရှိရင်၅မိနစ်တစ်ခါလောက်ပေါ့နော်အမြဲတမ်းငြိကြည့်ပြီးပေါ့နော်အသက်လေးလဲဝအောင်ရှူအဲ့ဒါမျိုးဆိုလို့ရှိရင်ခန္ဓာကိုယ်အတွက်လည်းကောင်းတယ်မျက်လုံးကျန်းမာရေးအတွက်လည်းကောင်းတယ်ပေါ့နော်ကိုကတကယ်လို့မျက်လုံး၆တွေ့တယ်လို့ထင်ရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးရောမျက်ရည်တုမျက်စင်းခတ်ပြီးလို့ရပါတယ်အဲကျမဆိုလို့ရှိရင်လည်းခတ်ကြတယ်ပေါ့နော်အဲ့လို့ဆိုမျက်လုံးကမျက်ရည်ထွက်အားနည်းတဲ့အတွက်ကြောင့်ပါဆိုတော့နောက်တစ်ခုကတော့ဖုန်းတို့ကွန်ပျူတာတို့ကိုအရင်နင်းနီးကက်ကက်မကြည့်ပါနဲ့အာနင်းနီးကက်ကက်ကြည့်လေအလင်းကပိုဆူးလေဖြစ်တဲ့အတွက်ကြောင့် ါမလို့မျက်လုံးကိုပိုပြက်စေနိုင်ပါတယ်နောက်တစ်ခုကဒီအပြာရောင်အလင်းပေါ့နော် blue light နဲ့အလင်းရ brightness ကိုလျှော့ပါဖုန်းနေကွန်ပျူတာတွေမှာ blue light လျှော့တဲ့ setting ပါတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လျှော့ပြီးတော့အဝါရောင်ဘက်ကိုသွားတာမျိုးဒါမှမဟုတ်လို့ရှိရင်အအမဲရောင်ပေါ့နော်ကိုက screen ကိုနည်းနည်းအမဲရောင်ဘက်ကိုသွားတာမျိုးဆိုလို့ရှိရင်မျက်လုံးပြတ်တာကိုတတစီပါတယ် brightness ကိုအရင်မမြင့်ထားနဲ့ပေါ့နော်ထိုက်တင်တဲ့လောက်ပဲထားနောက်ပြီးလို့ရှိရင် dark mode လို့ခေါ်တဲ့အမဲရောင်နောက်ခံကိုအထားထားပေါ့နော်အဲဥပမာ Facebook သုံးရင် တက်မုတ်ထားထားမယ် night mode နဲ့ပြောင်းထားမယ်ပေါ့နော်ဒါဥပမာပြောတာပေါ့နော်ဆိုတော့အဲ့လိုမျိုးထားမယ်ဆိုလို့ရှိရင်မျက်လုံးတွက်တိတိတတအထောက်အကူပြုပါတယ်ကိုကဒီဟာတွေကိုအမြဲတမ်းသုံးနေရမှာပဲလေနီးပညာနဲ့ပတ်သက်ပြီးတော့သုံးနေရမှာပဲဆိုတော့ကို့အတွက်နည်းနည်းပေါ့နော်တတ်တာစီမဲ့နီလန်းလေးတွေကိုသုံးဖို့အတွက်ကြံပြုချင်ပါတယ်နောက်တစ်ခုကတော့မျက်လုံးကိုအာတိုးစီရဲ့အစားအစာတွေကိုစားပါအာနောက်ဗီဒီယိုမှာတော့ကျွန်မမျက်လုံးကိုအာတိုးစီရဲ့အစားအစာလေးကိုတင်ပေးမယ်ပေါ့နော် ဆိုတော့အဓိကကတော့ဒီမျက်စိလေးချမ်းမှနေဖို့အတွက်ခုနလိုမျိုး screen time ကိုခဏလေးပေါ့နိုင်ွက်တစ်ခါလောက်သုံးတာမျိုးရက်ပြီးတော့အဝေးကိုငေးကြည့်ရပဲဖြစ်ဖြစ်အစိမ်းရောင်ပါတဲ့ပေါ့နော်ဒီတစ်ပင်နေဘာတွေကိုငေးကြည့်ရပဲဖြစ်ဖြစ်လို့နောက်ပြီးွားလို့ရှိရင်ကိုယ်မျက်လုံးကအာမျက်မှတ်တနေရတဲ့သူတွေဆိုလို့ရှိရင်လည်းပါဝါဒီထက်မတိုးအောင်လို့ ပါဝါကိုအမြင်နဲ့6လတစ်ခါလောက်ပါဝါသွားစစ်နေဖို့အရေးကြီးပါတယ်။အဲအခုကတော့ဒီမျက်လုံးတက်တာသိဖို့အတွက်ပေါ့နော်။ကိုယ့်ဘက်သားကိုလုံလျာနီလန်လေးကိုပြပြပေးထားတာပဲဖြစ်ပါတယ်။ဆိုတော့နောက်ဗီဒီယိုမှာမျက်လုံးအားတိုးစေဖို့အတွက်ဘယ်အစားအစာယူစားရမလဲဆိုတာကိုထပ်ပြောပြပါမယ်နော်။အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။